လူလူကောင်းဆောင်တဲ့အတူ NLD ဗဟိုအလုံးမှုဆောင်အတွင်းမှုဦးဝင်းထိန်ပြည်သူ့လတော်ဥက္ကဋ္ဌဦးဝင်းမြင့်ဒေါက်တာဇော်မြင့်မောင်နဲ့ဒေါက်တာမျိုးအောင်တို့ပါဝင်တဲ့ဒီတွေ့ဆုံမှုဟာအချိန်နှစ်နိုင်ကျော်ကြာမြင့်ခဲ့ပြီးတော့အာနာလွှဲပြောင်းရေးနဲ့အစိုးရအဖွဲ့အစည်းဆိုင်ရာကိစ္စရပ်တွေကိုအဓိကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အစိုးရအဖွဲ့မှာပညာရှင်တွေနဲ့အတူအခြားနိုင်ငံရေးပါတီတွေလည်းပါဝင်ဖို့ရှိနေပါတယ်။ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့မှာတော့ ဘာကြောင့် NLD က30ရာခိုင်နှုန်းဝန်းကျင်မဲ့ပါဝင်ဖို့ရှိတယ်ဆိုတဲ့အကြောင်းကိုဥဝင်းထင်ကခုလိုရှင်းပြပါရယ်။ကျွန်တော်ခုပြောင်းလို့စစ်မှာပါမဲ့ဝန်ကြီးရေဖွဲ့စည်းပုံကခုနကပြောသလိုပေါ့ကျွန်တော် NLD ရပုဂ္ဂိုလ်တွေလည်းပါမယ်။တရားရှင်လည်းပါမယ်။အခြားပါတီလည်းပါမယ်။ဆိုရင်ကျွန်တော်တို့မြေသားဒီမှုအဖွဲ့ချုပ်ဝင်ပြောင်းလို့စစ်ငါလူတွေကလူနေကြီးတော်ဖြစ်နေတယ်။ 30ရောင်နဲ့40ရောင်ကြားလောက်ရှိမှာအဲ့မကျွန်တော်အဲ့ဒီအရေးအတွက်ကိုတော့6ရက်နေမှာတက်မှတ်ပြီးတော့ကြီးညာနေမှာအစိုးရအဖွဲ့နဲ့ပတ်သက်လို့သမရယုံဝန်ကြီး6နေရာကိုသစုတစည်းတဲ့ပေါင်းမှာဖြစ်တယ်လို့အစိုးရဝန်ကြီးကိုလည်း30ကနေ20အထိပဲကြံအောင်လျှော့ချသွားဖို့ရှိနေပါတယ် NLD ရဲ့အစိုးရအဖွဲ့အတွက်ရခိုင်ဝန်ကြီးချုပ်နေရာကိုရခိုင်ပြည်နယ်ကွားမြို့နယ်ကပြည်သူ့လူတော်ကိုယ်စားလှယ် ဥညီပုကိုရွေးချယ်ထားပြီဖြစ်တဲ့ဆိုတဲ့အကြောင်းပါဝင်အခြားပါတီကသူတွေကိုလည်းဝန်ကြီးအဖွဲ့တွေထည့်သွင်းဖို့စဉ်းစားထားတဲ့အကြောင်းတွေကိုဒီကနေ့အစည်းအဝေးမှာထုတ်ပြောခဲ့ပါတယ်။သမရတောင်ဝန်လွှဲပြောင်းတဲ့အခမ်းအနားပတ်သက်လို့နိုင်ငံတော်အကြီးအကဲတောင်ဝန်လွှဲပြောင်းမှုအထောက်အကူပြုကော်မတီနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အသွင်ကူပြောင်းရေးအဖွဲ့သား Glory ညှိနှိုင်းထားတယ်ဆိုတာတွေကို အခုလိုပြောပြခဲ့ပါသေးတယ်။ကျွန်တော်တိုင်းနဲ့ပြည်နယ် ဒီမှာအစိုးရကိုဘုံညုတ်ခံမှာကျွန်တော်ခံမယ်တော့အနေရခံမယ်သို့တော်လည်းပဲရှားလို့ရခိုင်လို့မှာကျွန်တော်အားနေတဲ့နေရာတွေမှာခြားပါတီတွေကလူတွေလည်းဘုံနေရာတွေပြီးပြီးတော့ခံမယ်နောက်ရှားနဲ့ရခိုင်နေမှာကခြားပြည်နယ်တွေမှာလည်းတင့်တော်တယ်ပြည်သူတို့တွေတင့်တော်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘုံနေရာတွေမှာလောက်ရခဲ့ခုလိုတော့ဒီမှာကျွန်တော်အစိုးရဖွဲ့ရခံမှာတော့ ေနာရှိတဲ့လူတွေရဲ့အင်းချင်းရှိတဲ့လူတွေရဲ့နောက်အဂိဒီယာလိုက်စားမှုအနည်းဆုံးဖြစ်ရမယ့်လူတွေကျွန်တော်ရေးတယ်။အမှဆိုတော့နေရာတစ်ခုတည်းကလူတယောက်တည်းကိုဘယ်မှမစင်သာဘူး။၃ယောက်၄ယောက်၅ယောက်အဲ့လိုမှသူတို့အင်းချင်းသူတို့နောက်ခံသမိုင်းတွေပေါ့လေ့လာပြီးတော့မှတင့်တော်လို့ဆိုရဲပုဂ္ဂိုလ်ကြီးရဲ့အတွက်ကြောင့်မလို့ကျွန်တော်ရွေးချယ်မှုစနစ်ကိုပြုတ်ဝဲပြီးတော့ထားတာ။ ဟုတ်ခရောက်လည်းအမလို့အမြတ်ဖြစ်ရစရာပြီးရတယ်။သို့တော့လည်းကျွန်တော်တို့ခါလည်းကျွန်တော်တို့မူလကျွန်တော်တို့ခင်းနေနေတဲ့ကြောင့်မလို့အဲ့ဒါတော့နားလည်းပြေးပါလို့ပြောနေတယ်။